လာရုံမြင့်နယ်မြောက်ပိုင်းကစခန်းကြီးရွာကိုဆင်းရနာရှင်တက်စစ်ကြောင်းဝင်ရောက်လာတဲ့အတွက်ရွာသားအများစုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဒေသခံတချို့စီကသိရပါဗျ။နိုဝင်ဘာလ3ရက်နေ့မနက်ပိုင်းမှာအင်အားတရာလောက်ရှိတဲ့ဆင်းရနာရှင်တက်စစ်ကြောင်းဟာစိုက်ပျိုးရေးသိပ္ပံကြောင်းဘက်ကနေစခန်းကြီးရွာကိုရောက်လာလို့ရွာသူရွာသားအများစုထွက်ပြေးတိမ်းရှောင်နေကြပြီးတချို့ပဲနေအိမ်မှာကြံခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အိမ်မှာရှိတဲ့သူတွေကိုခေါ်ထုတ်ပြီးစီရင်မှတ်တာဓာတ်ပုံရိုက်တာတွေလုပ်တယ်လို့မတင်းရှောင်ပဲရွာမှာကြံခဲ့တဲ့ဒေသခံတအူးကပြောပါရယ်။ စစ်ကြောင်းထိုးလာတဲ့ဆီယနာရှင်တပ်သားတွေကစကန်းကြီးရွာအနောက်ကျောင်းလို့ခေါ်တဲ့ဖုန်ကြီးကျောင်းမှာတက်ဆွဲထားပြီးရွာပဝန်းကျင်မှာကင်းပုန်းတွေချရတယ်လို့ဒေသခံတချို့ကပြောပါရယ်။ဒီကနေ့နေ့လယ်ပိုင်းမင်းမြန်ချက်အရာအဲ့ဒီဆီယနာရှင်တပ်စစ်ကြောင်းကဖုန်ကြီးကျောင်းမှာပဲတက်ဆွဲထားဆဲဖြစ်တယ်လို့သိရပါရယ်။လက်ရှိမှာတော့တောင်းလိုင်းတပ်တွေနဲ့တိုက်ပွဲဖြစ်တာမရှိသေးတယ်လို့ဖန်ဆီးခံရတဲ့ဒေသခံလည်းမရှိသေးဘူးလို့ဆိုပါရယ်။မမကန်ရွာရဲ့အရှိတ်ဖက်တဲမှာတည်ရှိတဲ့စခန်းကြီးရွာနဲ့အနီးပတ်ဝန်းကျင်ကိုဆီယနာရှင်တက်ကမကြာခဏစစ်ကြောင်းထိုးလို့ရှိပါတယ်။ တနင်္သာရီတိုင်းတရက်ချောင်းမြို့နယ်ကြောက်လီကားရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်အုပ်စုတပ်နယ်တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်က၉ဦးသေဆုံးခဲ့တယ်လို့တော်ဝဲခရိုင်တပ်ပေါင်းစုကထုတ်ပြန်ပါတယ်။အော်တိုဘားလ29ရက်နဲ့30ရက်တို့မှာစစ်တပ်နယ်တော်လှန်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးအဲ့ဒီတိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်တပ်ဘက်က၉ဦးသေဆုံးက9ဦးထပ်မံတဲ့ဒဏ်ရာအပြင်းထန်ရရှိသွားတယ်လို့သိရပါတယ်။ တနင်္လာရီမြို့နယ်လေးမှန်ရွာမှာဆရနာရှင်တက်ကအင်အားဖြည့်ပြီးစစ်ကြောင်းထိုးလာတဲ့အတွက်ဒီကနေ့တော်လိုင်းတက်တွေနဲ့ထိတွေ့ပစ်ခတ်မှုထပ်ဖြစ်ခဲ့တယ်လို့တော်လိုင်းတက်တွေနဲ့နှိဆက်သူတွေစီကသိရပါတယ်။ဒီသတင်းကိုတော့ Dwell Wash အဖွဲ့သားတို့ကပြောပြပေးသွားမှာပါရှင်။တနင်္လာရီမြို့နယ်လေးမှန်ရွာမှာဆရနာရှင်တက်ကအင်အားဖြည့်ပြီးစစ်ကြောင်းထိုးလာတဲ့အတွက်ဒီကနေ့တော်လိုင်းတက်တွေနဲ့ထိတွေ့ပစ်ခတ်မှုထပ်ဖြစ်ခဲ့လို့ ဒွန်လိုင်းတက်တဲ့နိစာသူတွေစီကတည်ရပါတယ်။ဒီနေ့နိုဝင်ဘာလ၄ရက်နေ့မနေ့စနေလမှာလေးမယွာနာကဒေတာခေါ်ကြောက်တင်ဖို့အနည်းအင်အားတရာလုံးနဲ့စစ်ကြောင်းထိုးလာတဲ့ဆရာနာရှင် တန်နေဒွန်လိုင်းတက်တွေနှစ်ဖက်ပြန်လာပိတ်ခတ်မှုဖြစ်ပွားခဲ့တာပါ။လေးမယွာနဲ့အနည်းတစ်ပိုင်းမှာအော်တိုဘန်နောင်ပိုင်းကစားလို့ဆရာနာရှင်တန်နေဒွန်လိုင်းတက်တွေချတိုက်ပွဲတွေခက်စိတ်စိတ်ဖြစ်နေပြီး စစ်နာရှင်တပ်ကလင်းနဲ့ပိုချက်တိုက်ခိုက်မှုတွေအပြင်လက်နက်ကြီးနဲ့ပါပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဝိမာန၂ရက်နေကဖြစ်တဲ့တိုက်ပွဲမှာတော့တော်လိုင်းတပ်ဖွဲ့ဝင်တဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ပွဲတွေကိုတနင်္လာရီကကာကွယ်အဖွဲ့အပါဝင်ပိတ်ကြိုက်ထဲကပြည်သူကာကွယ်အဖွဲ့နှစ်ဖွဲ့နဲ့အတူတပ်ရင်းနေနေခန်ဒီကိုတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့မြန်မာနိုင်ငံနေမှာထုတ်ပြန်တဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ လေးမိုင်ရွာဟာဇွဲတကူလမ်းမိုက်မှာရှိပြီးတိုက်ပွဲဖြစ်နေတဲ့အတွေ့လေးမိုင်ရွာနဲ့အနီးနာကကျေးရွာလေးရွာကဒေသခံ900ကျော်အားလေးဆစ်ဆောင်နေကြရတာတပတ်လောက်ရှိလာပြီလေဖြစ်ပါတယ်။တဝဲခရိုင်လောင်းလုံမြို့ပေါ်မှာနိုဝင်ဘာလ၄ရက်နေ့မိုးလဲပိုင်းကဆီအုပ်စုဦးဆောင်ကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲဆန့်ကျင်ရေးလူထုတပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ဒီလှုပ်ရှားမှုကိုတော်ဝဲခရိုင်ဒီမိုကရေစီရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC ကဦးဆောင်ပြီး အတူရောင်ရွေးကောက်ပွဲတပိတ်မောင်ဖက်ထရယ်လန်းကိုရဲရဲရှောင်းဆိုတဲ့ဘန်နာကိုကင်ဆွဲကခြိတက်လှူရှားခဲ့ကြတယ်လို့သိရပါဗျ။